တီဗီမင်းသားလို့နာမည်ကြီးတဲ့ဗိုလ်ချုပ်ကြီးခင်ညွန်းဟာတနက်ခါထိုးပြီးဖျားចောင်းကန်တွေမှာဘာသာရေးကိစ္စဆောင်ရွက်နေတာရုံမြင့်တန်ကြားသတင်းတွေမှာနေ့စဉ်တွေ့ရပါတယ်မဘာသာရဲ့အဓိကလှုပ်ရှားမှုက မျိုးစားဥပဒေပြဋ္ဌာန်းရေးနဲ့အရှိကံဥပဒေမှာဒေါအောင်ဆန်းစုကြည်တမတာမဖြစ်နိုင်အောင်တားဆီးထားတဲ့ပုံမှန်59စာလုံးဆက်လက်ထားရှိရေးပဲဖြစ်ပါတယ်။ ဥဝိဒသူဟာတရားပွဲတွေမှာမွတ်စလင်စန့်ကျင်ရေးကိုအဓိကထားဟောကြားလေးရှိပြီး NLD ရဲ့အလံမှာပါဝင်တဲ့ခွတ်တောင်းကိုမွတ်တောင်းဆိုပြီးပြောကြားလေးရှိသူလည်းဖြစ်ပါတယ်။ တကယ်တော့စစ်ဘိုလ်ချုပ်တွေဟာမြန်မာနိုင်ငံရဲ့လူများစုကိုကိုွယ်တဲ့ဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီးယာရုအနာတိမြဲအောင်လှုပ်ဆောင်နေတာ ကြာပြီဖြစ်ပါတယ်။မြန်မာနိုင်ငံရေးမှာဘာသာရေးကိုခုတုံးလုပ်ခဲ့တာ KSSS ကရှိခဲ့ပါတယ်။ပါလီမန်ဒီမိုကရေစီခေတ်၊မဆာလာအာနာရှင်ခေတ်နာဝတာနာအဘခေစတဲ့ခေအဆက်ဆက်ဘာသာရေးကို အသုံးချပြီးယာရုအာနာတီမြဲဖို့လှုပ်ဆောင်ခဲ့ကြတာတွေရှိပါတယ်။ စစ်ဘိုလ်ချုပ်တွေရဲ့အမုန်းတရားနဲ့လှုံ့ဆော်မှု1988မှာအာနာရှင်ဥနေဝင်အစိုးရပြုတ်ကြမဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ကအာနာသိမ်းခဲ့လို့လူမှုမျော်မှန်းနဲ့ဒီမိုကရေစီအစိုးရပေါ်မလာခဲ့ပါဘူး။အာနာသိမ်းနာဝတအစိုးရဟာရွေးကောက်ပွဲကျင်းပပြီးဖို့ကတိပြုခဲ့ပေမဲ့မြန်မာနိုင်ငံရေးမှာဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးဒေါအောင်ဆန်းစုကြည်ပါဝင်လာတာကိုလိုလားခြင်းမရှိပါဘူး။ အဲ့ဒီအတွက်လူထုထောက်ခံမှုကြစင်စေနိုင်တဲ့အကြောင်းအရာရှာဖွေရမှာအင်္ဂလန်နိုင်ငံသား Michael Harris နဲ့လက်ထပ်ထားတဲ့အချက်ကို တွေ့သွားခဲ့ပါတယ်။ Michael Harris ဟာဗုဒ္ဓဘာသာဝင် ဖြစ်တာကြောင့်စစ်ဘုကျုပ်တွေရဲ့ဦးဆုံးဝါဒဖျက်မှုတွေဟာဘာသာရေးကို အရှင်းမခံခဲ့ပါဘူး။ဒေါန်ဆန်းစုကြည်ဟာနိုင်ငံသားသားကိုလက်ထပ်ထားလို့ NLD အစိုးရသားအာဏာရသွားရင်မြမလူမျိုးပြောက်သွားလိမ့်မယ်ဆိုပြီးဝါဒဖျက်တာစစ်တပ်အသိုင်းအဝိုင်းမှာအောင်မြင်မှုရှိခဲ့ပါတယ်။ လူရုနဲ့အဆက်ဖြတ်ခံရပြီးတိရှားနေထိုင်ကဘာလိုဖြစ်နေတဲ့စစ်တပ်အတိုင်းဝိုင်းထဲမှာဒေါင်ဆန်းစုကြည်ကိုခါခါတီတီမုံတီနေအောင်စစ်အာဏာရှင်တွေကဝါရားဖြန့်နိုင်ခဲ့ပါတယ်။ဗုဒ္ဓဘုရားဟာတာမန်လူသားဖြစ်လို့အလေးအနက်ထားကိုးကွယ်စရာမလိုဘူးလို့ဒေါင်ဆန်းစုကြည်ကပြောကြားတည်င်းမဖြန့်ပြီးဝါရားဖြန့်ခဲ့တာကြောင့်ဗုဒ္ဓဘာသာယဟန်တော်တရှိုးကတော့တရားပွဲတွေမှာထည့်သွင်းဟောကြားပြီးပုဂ္ဂိုလ်ရဲ့အရာတိုက်ခိုက်ခဲ့ကြပါသေးတယ်။ ဒီအချက်ကအင်တာနက်ဆက်သွယ်ရေးရှိလာတဲ့ဒီနေ့ခေတ်မှာတောင်မကြာခဏဆိုသလိုတိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။တကယ်တော့ဒီစကားကိုတော့ဆန်းစုကြည်မပြောခဲ့ကြအောင် NLD ပါတီပြန်ကြားရေးအတွင်းရေးမှူးမုံရွာအောင်ရှင်ကပြောကြားထားပါတယ်။တနက်ခါထိုးပြီးဖျားထီးတင်တဲ့ဗိုလ်ချုပ်တွေ1988ရှစ်လေးလုံးအရေးတော်ပုံအပြီးအာနာသိန်းစစ်ဗိုလ်ချုပ်တွေဒီဇိုင်းမမတ်လုပ်ခဲ့တာတခုရှိပါတယ်။ အဲ့ဒါကတော့ခါမတက်နဲ့ထိုးပြီးဘာသာရေးအခမ်းအနားတွေတက်တာဖြစ်ပါတယ်။ရှစ်လေးလုံးအရေးအခင်အပီ1990မှာနဝတာအစိုးရကိုကန်ဆောင်တပိမောက်တဲ့တန်ကားတွေအနက်ကပီတက်ကတ်၃ပုံကို ရေးဖြည့်နှုတ်ဖြည့်နှမျိုးလုံးအောင်မြင်ခဲ့တဲ့ဆရာတော်ဥတုမင်္ဂလာကိုဒေအိုးဆရာတော်မဟုတ်ပါ။လူဝေလဲထောင်ချခဲ့တယ်လို့မန္တလေးမြို့ကမစိုးရိမ်စာတင်တိုက်ရဲ့နာယကဆရာတော်ဥရစာဓမ္မအပါအဝင် ထေကြီးဝါကြီးများစွာကိုဖမ်းဆီးထောင်ရှားခဲ့ပါတယ်။စစ်ထောက်လန်ရေးတကိုးထွားတဲ့အဲ့ဒီအရှိန်ကဖမ်းဆီးမှုတွေကိုဥဆောင်ခဲ့သူကထောက်လန်ရေးအကြီးအကဲဗိုလ်ချုပ်ကြီးခင်ညွန့်ဖြစ်ပါတယ်။အဲ့ဒီခေတ်ကတီဗီမင်းသားလို့နာမည်ကြီးတဲ့ဗိုလ်ချုပ်ကြီးခင်ညွန်းဟာတနက်ခါထိုးပြီးဖះကျောင်းကန်တွေမှာဘာသာရေးကိစ္စဆောင်ရွက်နေတာရုံမြင့်တန်ကြားတဲ့တွင်တွေမှာနေစဉ်တွေ့ရပါဗျ စစ်ဘိုလ်ချုပ်တွေက သူတို့ဟာဘာသာတရားနာကိုစောင့်ရှောက်တဲ့သူတွေအဖြစ်ပုံဖော်ပြီးနိုင်ငံအနှံ့ကဖျားစေတီတွေကိုပြုပြင်ပြကြပါတယ်။2000ခုနှစ်မှာ73စီဈေးနှုန်းအပါအဝင် ကုန်ဈေးနှုန်းတွေကြီးမြင့်ပြီးအထွေထွေအကျပ်အတဲပေါ်လာတဲ့အတွက်ရဟန်းတန်ကာတွေဥဆောင်တဲ့ရွှေဝါရောင်အရေးအခင်းပေါ်ပေါက်ခဲ့ပါတယ်။ ပခုတ်ကူမျိုးကစတင်ခဲ့တဲ့အဲ့ဒီအရေးအခင်းဟာတနိုင်ကန်လုံးကိုပြန့်နှံ့ခဲ့ပြီးရန်ကုန်မြို့မှာတန်ခါရပေါင်းများစွာကလမ်းလျှောက်မြစ်တာပို့ဆန္ဒပြခဲ့ကြပါတယ်ဒါကိုနာအဖအစိုးရက အကြမ်းဖက်ဖြိုခွင်းပြီးယာနဲ့ရှိတဲ့တန်ကားတော်တွေကိုတပ်ဖြတ်ခြင်းထောင်တန်းချမှတ်ခြင်းများပြုလုပ်ခဲ့ပါတယ်။ရန်ကုန်မြို့ကအဲ့ဒီဖြိုခွင်းမှုကိုဥဆောင်သူကတော့အခုစစ်ကောင်စီကယာယီတမတာအဖြစ်တင်မြှောက်ထားတဲ့ဒုတမတာဦးမြင့်စွေဖြစ်ပါတယ်။ နှစ်ထောင်ခုအရေးအခင်ဟာစစ်အာဏာရှင်တွေအတွက်တော့အတော့ကိုအကျက်ရိုက်စေခဲ့ပါတယ်။ယဟန်တန်ကာတွေကိုဖမ်းဆီးတပ်ဖြတ်ပြလိုက်ရှင်ဟာအ ਨੇ ချင်းပဲရှိတဲ့နိုင်ငံတကာကသူတို့ကိုအတိအမတ်ပြုသူတွေကပါလက်မခံတော့လို့ကစားကွက်ပြောင်းပြီးအစိုးရတစ်ပေါ်လာဖို့စူးစမ်းတာတွေ့လာရပါတယ်။အရာရာဟာစစ်ဘိုလ်ချုပ်တွေစီစဉ်ထားသလိုလွယ်လွယ်ကူကူနဲ့2010ရွေးကောက်ပွဲကနေအယက်ဝစ်လဲထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်ဦးဆောင်နဲ့ကြံ့ဖွင့်အစိုးရတက်လာပြီးစစ်အုပ်ချုပ်ရေးရဆိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့အပေါင်းအပါတွေမမျှော်လင့်ထားတဲ့အရာတခုကပေါ်ပေါက်လာခဲ့ပါတယ်။ဒါကတော့ပြည်တော်စုလွတ်တော်နာရက်ကဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းနဲ့တမတာဦးသိန်းစိန်တို့ကြားကအားပြိုင်မှုဖြစ်ပါတယ်။အဲ့ဒီအကျိုးဆက်ကြောင့်2010အလွန်မြမနိုင်ငံရေးတဲ့ကိုဒေါအောင်ဆန်းစုကြည်ပြန်လည်ဝင်ရောက်ခွင့်ရသွားခဲ့ပါတယ်။ လွတ်တော်တဲ့ကိုဒေါအောင်ဆန်းစုကြည်ရောက်သွားပြီးတဲ့နောက်မြန်မာနိုင်ငံတပိုင်းမှာအဆိုးဆုံးသောဘာသာရေးနှိပ်ကွမှုတွေလို့ပြောလို့ရတဲ့အခင်းကျင်းတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။၂012ဂျားပြတ်ရွေးကောက်ပွဲပြီးနောက်ဘာသာရေးပဋိပက္ခတွေ2011မှာဦးသိန်းစိန်ကနေရင်အကျယ်ကျုပ်ကလွတ်ပေးလို့လူထုရှေ့ပြန်ရောက်လာတဲ့ဒေါအောင်ဆန်းစုကြည်ဟာ2012ဂျားပြတ်ရွေးကောက်ပွဲကနေလွတ်တော်ထဲရောက်လာပါတယ်။ဒေါအောင်ဆန်းစုကြည်ကို ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဥရွှေမန်းကကြိုဆိုပြီးလွတ်တော်ရေးရကောမဒီတွေမှာထည့်သွင်းနေရပြီးခဲ့ပါတယ်။2012ဇွန်လမှာတော့ရခိုင်အရေးခင်းစတင်စေမဲ့ဖြစ်စဉ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ရံပြဲမြို့နယ်မှာဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသူတအူးကိုရိုဟင်ဂျာတအူးကအာရမကျင်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်တောင်ကုန်းမြို့မှာအစလန်ဘာသာဝင်၁၀ဦးအသက်ခံလာရပါတယ်။စတိုက်ဆိုသလိုပဲစစ်တွေမှာအထီးကယုံတွေဖြစ်ပွားပြီးအရေးပေါ်အရှိအအနေကျင်ညာခဲ့ရပါတယ်။ အဲ့ဒီဖြစ်စဉ်၃ခုနဲ့ပတ်သက်ပြီးအစိုးရပိုင်သတင်းစာမှာဖော်ပြရမှာမွတ်စလင်ကလားဆိုတဲ့အတော့အနှုံနဲ့ဖော်ပြခဲ့ပါတယ်။အဲ့ဒီစကလုံးတွေပါဝင်တဲ့သတင်းတုတ်ပုတ်ဟာအထက်ကတိုက်ရိုက်ညွှန်ကြားတဲ့သတင်းတွေဖြစ်ပြီးလူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်နေတဲ့အချိန်မှာဒီအတော့အနှုံကမတင်တော်လို့စကလုံးပြောင်းလဲတုံဆွဲဖို့အကြံပြုခဲ့ပေမဲ့လက်မခံဘူးလို့ထိုစင်ကမြမအလင်းသတင်းစာရဲ့အယ်ဒီတာချုပ်ဦးလိုက်ဝင်းကလောင်အမည်တက္ကသိုလ်မောင်တူလိုက်ရဲ့ နိုင်ငံပိုင်သတင်းစာများတမိုင်းနဲ့ကြုံရဆုံရသတင်းစာတမဘဝစာအုပ်မှာရေးသားထားကြောင်းအေယာဝတီသတင်းဌာနရဲ့သတင်းတပုတ်မှာဖော်ပြထားပါတယ်။ဥသွင်းစင်ရအစိုးရလက်ထက်မှာဘာသာရေးပဋိပက္ခတွေဟာရခိုင်ပြည်နယ်မှာတင်မပြီးဆုံးသေးပဲပြည်တွင်းကမိထီလာကိုပါ2023မတ်လမှာရောက်ရှိလာပါတယ်။ရွှေဆိုင်တဆိုင်ကအစပြုခဲ့တဲ့ပြဿနာဟာဘာသာရေးပဋိပက္ခအသွင်ဖြစ်ပွားခဲ့ပြီးဘကိုးတိုင်းအတွင်းကမျိုးတွေအထီပါကူးဆက်ဖြစ်ပွားခဲ့ပါတယ်။ ဘဲကရောက်လာမှမသိတဲ့လူအုပ်ကြီးဟာအစ္စလမ်ဘာသာဝင်တွေပိုင်ဆိုင်တဲ့အိုးအိမ်စည်းစိမ်တွေကိုရိုက်ညှက်ဖျက်ဆီးလို့ရတာကို လုံခြုံရေးဆောင်ရွက်ရမယ့်ရတဖွဲ့အနေနဲ့ကောက်ွယ်ပေးခြင်းမရှိခဲ့ပါဘူး။ဘာသာရေးပြိပခါတွေကြားကပေါ်ပေါက်လာတဲ့မဘာသာအဖွဲ့ပြည်တွင်းမှာဘာသာရေးပြိပခါတွေဖြစ်ချိန်မှာ2014ခုနှစ်မှာအမျိုးဘာသာတာသနာစောက်ရှောက်ရေးအဖွဲ့ဆိုပြီးရန်ကုန်နဲ့မန္တလေးကတန်ခါအရှိုးပူးပေါင်းဖွဲ့စည်းလိုက်ပါတယ်။ မပါတာရဲ့အဓိကလှုပ်ရှားမှုကမျိုးစောင်းဥပဒေပြဋ္ဌာန်းရေးနဲ့အခြေခံဥပဒေမှာဒေါအောင်ဆန်းစုကြည်တမတာမဖြစ်နိုင်အောင်တားဆီးထားတဲ့ပုံမှန်59စာလုံးဆက်လက်ထားရှိရေးပဲဖြစ်ပါတယ်။မပါတာအဖွဲ့ဝင်တန်ကားတွေထဲမှာမန္တလေးမြို့မစိုးရိမ်တိုက်တက်ကဆရာတော်ဦးဝီရသူလည်းပါဝင်ပါတယ်။ ဥဝိဒတူဟာတရားပွဲတွေမှာမွတ်စလင်စန့်ကျင်ရေးကိုအဓိကထားဟောကြားလေးရှိပြီးဒေါအောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထိုးနှက်တိုက်ခိုက်လေးရှိသူဖြစ်ပါတယ်။ NLD ရဲ့အလံမပါဝင်တဲ့ခွတ်တောင်းကိုမွတ်တောင်းဆိုပြီးပြောကြားလေးရှိသူလည်းဖြစ်ပါတယ်။2015ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပြီးအစိုးရအဖွဲ့ဖွဲ့နိုင်ခဲ့လို့မပါတာရဲ့လှုပ်ရှားမှုတွေက အစိုးရစန့်ကျင်ရေးတပ်ဖွဲ့ဖြစ်လာပါတယ်။ဒါကြောင့် မပါတာအဖွဲဟာဘာသာရေးကိုအရှိခံတဲ့လူမျိုးရေးပြိပခတွေဖန်တီးပြီးတိုင်းပြည်မငြိမ်မသက်ဖြစ်အောင်ဆောင်ရွက်လာခဲ့တဲ့အတွက်အမှုတီဆောက်ကနိုင်ငံတော်တန်ခါမဟာနာယကအဖွဲကိုရှောက်ထားတင်ပြပြီးဖြတ်သိမ်းခဲ့ရတာဖြစ်ကြောင်းသာသနာရေးဝန်ကြီးသူရဥအောင်ကိုကမြန်မာနောင်းနဲ့တွေ့ဆုံမေးမြန်းရာမှာဖြေကြားထားပါတယ်မပါတာရဲ့လှုပ်ရှားမှုတွေမှာငွေကြေးသိမ်းရရှိကြပြီးလှုပ်ရှားမှုတွေရှိတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ သူရဦးအောင်ကိုဟာ2021ဖေဖော်ဝါရီလတရက်အာနာသိမ့်ပြီးနောက်မှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးအကတိလိုက်စားမှုအပါအဝင်ပုံမှန်ပေါင်းစုံနဲ့အရေးယူခံရပြီးထောင်ဒဏ်12နှစ်ရှာမှတ်ခံရက2023ဇန်နဝါရီမှာပြန်လွှတ်ပေးခဲ့ပါတယ်ဒီမိုကရေစီအစိုးရ20လုံးမှာတိုက်ဆိုင်မှုတစ်ခုကတော့စစ်ဘိုလ်ချုပ်ဟာတဒနာရေးဝန်ကြီးနှစ်ဦးအကြမ်းလိုက်စားမှုနဲ့အမည်တက်ပြီးဖမ်းဆီးထောင်ချခံရခြင်းဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်းတာသနာရေးဝင်ကြီးဦးစန်းစင်အဂတိလိုက်စားမှုနဲ့ဖမ်းဆီးထောင်ရှားခံခဲ့ရပါတယ်။မပါတပြီးတော့ YMBA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာမပါတအဖွဲ့ဖြတ်သိမ်းခံလာရတဲ့အတွက်အစိုးရကိုအတိုက်အခံ လုပ်လိုသူတွေကဗုဒ္ဓကလျာဏယူဝအသင်း YMBA ကို ပြောင်းပြီးအတုံးချလာတာတွေ့ရပါတယ်။ 2019အောက်တိုဘာလမှာတက်မတော်ကကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကို YMBA အသင်းကမင်္ဂလာတမဇော်ဒီကတစားပွဲနဲ့အသင်းရဲ့ရာသပ်ပံနာယက်ကကြီးပွဲကိုရှင်းမြင်ပါတယ်။အာနာသိမ့်ပြီးတဲ့နောက်မှာ အကမဟာမင်္ဂလာဓမ္မဇောတိကတစားပွဲထပ်မံပေးအပ်ပြီးဂုံထူးဆောင်နာယကအဖြစ်ခန့်အပ်ထားပါတယ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA ကို 1906ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအင်္ဂလိပ်ကိုလိုနီဘဝမှာမြန်မာတို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ဗုဒ္ဓဘာသာအကျိုးစီးပွားတိုးတက်ဖြစ်ထွန်းစေဖို့ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တဲ့အသင်းဖြစ်ပါတယ်။ဒါပေမဲ့အာနာတိတ်မှုမဖြစ်ပွားခင်ကတည်းက YMPA အသင်းရဲ့လှုပ်ရှားမှုတွေကအစိုးရစန့်ကျင်ရေးအသွင်ဆောင်နေခဲ့ပါတယ်။ ကယောဂကြောင့်ပိတ်ပင်ထားမှုကို NLD အစိုးရလက်ထက်မှာဖျားဖူးခွင့်ပင်မရကြောင်းအဓိပ္ပာယ်ဆောင်တဲ့ရွှေတဂုံဖျားရှည်ရင်မှာတွားရောက်ဝိပုကဲမှုကြောင့်လူများစု၏ကဲ့ရဲ့ခြင်းခံခဲ့ရပါတယ်။ YMBA အသင်းရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေပြီးနိုင်ငံရေးအကျိုးအမြတ်သို့မဟုတ်ဥတီချက်တစ်ခုခုပြောင်းသွားခဲ့ရင်မဘာသာအဖွဲ့လိုရှုံငိမ့်သွားမယ်လို့တာသနာရေးဝန်ကြီးသူရဦးအောင်ကိုက2020ဒီဇင်ဘာလကမြန်မာနောင်နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာတတိပေးခဲ့ပါတယ်။ ဲ့ဒါကြောင့်လဲအာနာတိတ်အပီမှာရန်ညှိုးထားပြီးသူ့ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပါတယ်စစ်အာနာရှင်ရဲ့ဇာတိအမှန်တကယ်တော့ခေတ်သစ်မြန်မာနိုင်ငံရေးမှာရဟန်းတန်ဃာတွေရဲ့ဩဇာလွှမ်းမိုးမှုကအတိုင်းအတာတစ်ခုထိရှိပါတယ်။ဒါကိုစစ်အာဏာရှင်တွေကခုတုံးလုပ်ပြီးသူတို့အာဏာတည်မြဲဖို့ဆောင်ရွက်နေကြတာဖြစ်ပါတယ်။မလုံရဲတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာအာဏာသိမ်းပြီးတဲ့နောက် တီတကူဆရာတော်ဝစီပိတ်ဆရာတော်ဓမ္မဒုဒဆရာတော်စတဲ့သူ့ကိုထောက်ခံတဲ့ဘုန်းကြီးတွေကိုဝင်းရံပြီးဘာသာရေးအခမ်းအနားတွေတက်ပြနေခဲ့ပါတယ်။သူ့နောက်လိုက်နောက်ပါစစ်ဘုချုပ်တွေကလည်းတိုင်းပြည်အနှံကဖုံးတော်ကြီးចောင်းတွေကိုတွားရောက်လှူဒန်းတာတွေကျမရေးဆောင်ရှောက်မှုပေးနေတာတွေကိုစစ်ကောင်စီဝါဒပြမီဒီယာတွေမှာနေ့စဉ်နေပါဖော်ပြခဲ့တာတွေ့ရပါတယ်။ ဝင်းနေမီတာယုံဆရာတော်ကြီးပြစ်ခတ်မခံရမီရပ်ပိုင်းအလိုဇွန်လ10ရက်နေ့ကရန်ကုန်ကပ္ပာအေးကုန်းမြင်မှာနိုင်ငံတော်တန်ခါနာယကဆရာတော်တွေကိုမာစီးတီလိုဇင်ခံကားတွေကတ်လုခဲ့ပါသေးတယ်။2021အာနာသိမ့်မှုအပြီးမှာ950ဆရာတော်လို့လူသိကြတဲ့ဥဝတဝပောက်ကိုတော်ဆိုတဲ့ဥအရိယာဝန်သားတို့ပေါ်လာပြီးဗုဒ္ဓအစုံမနဲ့ဆန့်ကျင်က လူတက်ဖို့အားပေးအားမြောက်လုပ်တဲ့အပြင်ပြည်သူစစ်အဖွဲ့တွေဥဆောင်ဖွဲ့စည်းကြပါတယ်။ အဲ့ဒီပြည်သူစစ်တွေကိုလက်နက်ထုတ်ပေးတာကတော့ကုသိုလ်ရေးတွေလုပ်ပြနေတဲ့စစ်ကောင်းဆောင်တွေဖြစ်ပါတယ်။စစ်ကောင်းဆောင်တွေရဲ့နောက်ထပ်ဘာသာရေးနဲ့ဆန့်ကျင်ဘက်လုပ်ရက်ကတော့အာဏာသိမ်းပြီးတဲ့နောက်တတိုင်းပြည်လုံးကဘာသာရေးအဆောက်အဦတွေကိုလက်နက်ကြီးနဲ့ပြင်လေရင်နဲ့ပုံကျဲနေခြင်းဖြစ်ပါတယ်။အာဏာသိမ်းပြီးနောက်2023ဧပြီလအထိ ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့အဆောက်အဦး64ခုခရစ်ယာန်ဘာသာရဲ့အဆောက်အဦး84ခုနဲ့အစ္စလမ်ဘာသာရဲ့အဆောက်အဦး6ခုဖြည့်ဆည်းခံခဲ့ရတယ်လို့လေးလာသူတွေကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတော့သူတို့လောက်ရက်တွေကို PDF တွေလုတ်တယ်လို့စွပ်စွဲထုတ်ပြန်ထားပါတယ်။စစ်အာဏာရှင်တွေရဲ့ဘာသာရေးကိုအလွဲအသုံးချတာတွေကို ပြောမယ်ဆိုရင်အများအပြားကြံနိုင်ပါသေးတယ်။ တကယ်တော့သူတို့ကိုးကွယ်တာဟာဘာသာရေးဆိုတာထက် အာနာကိုကိုးကွယ်တယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ကိုယ်တိုင်ကိုးကွယ်တဲ့ဘာသာရေးကိုအလွဲသုံးချလူနည်းစုရဲ့ကိုးကွယ်ယုံကြည်မှုကိုပိတ်ပင်နေတာဟာစစ်အာဏာရှင်ရဲ့ဇာတိအမှန်ဖြစ်ပါတယ်။ KSS ကိုပြန်ကြည့်လိုက်မယ်ဆိုရင်နေဝင်းက1962ခုနှစ်မှာနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပါတယ်။ အဲဒီနောက်မှာမြမဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနဲ့အုပ်ချုပ်တဲ့26နှစ်အတွင်းငွေကြေးဖောက်ပွားမှုတွေတိုးတက်လာခဲ့ပါတယ်။ဒီလိုငွေကြေးဖောက်ပွားမှုတွေတိုးတက်လာတဲ့အချိန်မှာပဲအစိုးရဟာငွေဆက်ကူအရှုပ်ကိုတရားမဝင်ငွေဆက်ကူတွေအဖြစ်၃ချိန်၃ကကြေညာဖြတ်သိမ်းခဲ့ပါတယ်။အဲဒီလိုဖြတ်သိမ်းမှုကပဲ သူ့အာဏာပါဝါကို ပြုတ်ကျသွားတဲ့အထီးဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တွေတုန်းကလည်းနေဝင်းနဲ့ဘေးမှာ သူ့ကိုအမြဲမြောက်ပင့်ပေးနေတဲ့အခါတော်ပေးတွေက ဝိုင်းဝိုင်းလည်နေကြပါတယ်။အ धिक အကြံပေးနေတဲ့သူတွေထဲမှာထင်ရှားတာကနမိတ်ဖတ်၊ဗေဒင်ယူ၊ယရိယာယူတွေက ပို့ပြီးတည်တာတယ်။သူပါလုံးလုံးယရိယာအရာပဲလောက်တာ။နေဝင်းက1988မှာအာနာမဲတော်မှာကိုတည်တော့သူ့ကိုမြောက်ပေးနေတဲ့အခါတော်ပေးတွေလောက်ခိုင်းတဲ့အတားသူ့မွေးရမြေပြည်မျိုးကိုလာတယ်။ရွှေစံတော်ဖျားပေါ်နဲ့ဘောဘောကြီးဖျားပေါ်တွင်မှာ အောင်မြေဆိုပြီးအရင်ကသတ်မှတ်ပြီးမိမ့်မိန်နေတဲ့နေရာတွေကိုပြန်ဖော်ထုတ်ပြီးအောင်မြေလာနေတယ်။ရွှေစံတော်ဖျားကိုဇောင်းတန်းကနေပြောင်မူမိဖုတ်နှစ်ဖူးကိုကန်တက်တယ်။ဗဇက်ကနေပြောင်မူပြုတ်ဖူးလို့အတန်ထွက်ရွတ်ပြီးဖျားပေါ်ကိုတက်တယ်။ဖျားပေါ်မှာ အောင်မြေနင်းနေစတဲ့ရတရားပေါင်း16000ကို လိုက်လုံနေရင်းနဲ့အချိန်တွေကုန်နေပါတယ်။တန်းရွှေခေခင်ညွန့်ခင်မှာလဲဘာမှထူမလာပါဘူး။ ထူးလာတာကပြည်သူတွေပေါ်ပြီးငပြက်လာခဲ့ကြတာတွေ့ရတယ်။မြန်မာငွေတန်ဖိုးလွန်စွာကျဆင်းလာခဲ့ပြီးအာဏာရှင်နေဝင်းကိုပြည်သူကဖြုတ်ချနိုင်ခဲ့တဲ့ဆိုပေမဲ့တန်းရွှေကဆက်လက်ပြီး မလိမ့်တပတ်နဲ့အာဏာကိုဆက်ပြီးခဲထားတယ်။ရွေးကောက်ပွဲလုပ်ပေးမယ်လို့ဆိုပြီးနိုင်ငံရဲ့အကြီးကကောင်းဆောင်တွေနိုင်ငံရေးသမားတွေကိုနှစ်ရှည်နှစ်တိုထောင်တွေရှာထားပြီးမှရွေးကောက်ပွဲလုပ်တယ်။ပြီးတော့သူတို့ဘာမှရှုတ်တယ်ရွေးကောက်ပွဲရှုံးမယ်။ ရှုံတော့အာနာအပ်ရမှာဆိုလို့ရွေးကောက်ပွဲကအာနာအပ်ဖို့အတွက်မဟုတ်ဘူးရွေးကောက်ပွဲနိုင်သူတွေက အရှိကဥပဒေရေးဆွဲဖို့ရွေးချယ်တာဖြစ်တဲ့ဆိုပြီး အာနာမအပ်ဘဲဆက်ပြီးအုပ်ချုပ်တယ်။နောက်အရှိကဥပဒေရေးဆွဲတယ်စစ်တပ်ရဲ့အခမ်းကဏ္ဍထာဝစဉ်တည်မြဲရေးနဲ့အရှိမရွေးအာနာသိမ်းလို့ရအောင်အရှိကဥပဒေကိုစိတ်ကြရေးဆွဲတယ်။ A to Z plan တွေရှာပြီးမှ တိုင်းပြည်ရဲ့နိုင်ငံရေးမှာ စစ်တပ်ကဥဆောင်မဲ့ဆိုတဲ့ဆောင်ပုံနဲ့ပါတီစုံစစ်တပ်လွတ်တော်ကြီးပုံရအောင်ဒီဇိုင်းပြုလုပ်ထားပြီးမှသိမ့်စိန်လက်ထဲကို အာဏာလွှဲသွားတယ်။အာဏာရှင်တန်းရွှေလက်ထက်မှာထင်ရှားတာကတော့ပြည်သူတွေငပ်ပြတ်နေတဲ့အချိန်မှာသူတမီးရဲ့စိန်စီသောညမင်္ဂလာဆောင်တစ်ခုကထင်ရှားခဲ့ပြီးတတိုင်းပြည်သူလေပေးရေပေးသိမ့်မီဒုက္ခရောက်အသက်ဘေးကိုလူနေတဲ့အချိန်မှာခက်တီတီနဲ့တတိုင်းပြည်လုံးရဲ့69ရာခိုင်နှုန်းကျော်ကထောက်ခံကြတဲ့ အခြေခံဥပဒေကြီးကိုအချက်မရှိအတည်ပြုလိုက်ပြီးတိုင်းပြည်ကိုစစ်ကြုံအောက်ကိုတစ်ဖက်လဲနဲ့ပြန်ထည့်ခဲ့လိုက်တာပါပဲ။ထမိန်ဝရေရ2017ပြည်ထောင်စုနေ့ကိုဘိုးချုပ်တွေထမိန်ကြိုးကြီးဂျိတ်ထမိန်တွေဝှက်ပြီးတက်ခဲ့ဘူးရာကိုမှတ်မိသူတွေမှတ်မိကြမှာပါ။အဲ့ဒီနေ့က အဲ့ဒီအခမ်းအနားကိုတန်းရွှေတင်မကပွဲလာတက်တဲ့စစ်ဘိုလ်ချုပ်အားလုံးနေပါထမိန်နေဝစ်လာခဲ့ကြတာလဲရေရရပေါ့ကျက်စုရေရရ2000ခွန်ရွှေဝါရောင်တော်လန်ရေးမဖြစ်ခင်လေးမှာတန်းရွှေရဲ့ဘေးရင်ယူတွေရဲ့ပောက်တက်ကြရဟောပြောမှုတွေကြောင့်လက်တလောဖြစ်လာနိုင်တဲ့နိုင်ငံရေးအုံကြွမှု ူတို့အာနာမြဲမှုနဲ့လက်တလောမြမနိုင်ငံရေးကိုဥဆောင်နေတဲ့ဒေါန်ဆန်းစုကြည်ကိုအနိုင်ရဖို့အတွက်တနိုင်ငံလုံးကျက်စုပင်စိုက်ပျိုးရမယ်ဆိုပြီးအမိန်တစ်ခုထုတ်ပြန်လိုက်ပါတယ်အဲ့ဒီအချိန်တုန်းကနိုင်ငံပိုင်သတင်းစာတွေထဲကနေကျက်စုဈေးကနေဘိုင်းဟိုဒီဇယ်စီထုတ်ယူဖို့အတွက်တနိုင်ငံလုံးကျက်စုပင်တွေစိုက်ပျိုးရမယ် ရှာစီယိုလမ်းဘေးပါမရှမ်းနေရမလက်တတိုင်းပြည်လုံးကျဆွမင်းနေနဲ့ပြည်နေအောင်စိုက်ပျိုးပြီးရရရရှိခဲ့သေးတာကိုတော့အခုအသက်20ကျော်ရှိသူတွေမှတ်မိကြမယ်ထင်ပါတယ်။ဖျားစေဒီတွေပေါ်ထိတက်လာတဲ့ရရ1999ရွှေတကုံစေဒီတော်ကိုအကြီးစားပြင်ဆင်မွမ်းမံချိန်ဆိုပြီးလုံနေရင်းနဲ့တန်းရွှေမျက်နာနဲ့ဆင်တူသောကြောက်စိမ့်ဖျားစင်းမှုတော်တဆူထူပြီး ရွှေတဂုံဖရာရင်ပြင်ပုံညာကုတလဗဟုကာယတစောင်းအတွင်မှထားပြီး နိုင်ငံတကာကောင်းဆောင်တွေကိုပါဖရာပေါ်ခေါ်ပြီးဖူးခိုင်းတာတွေကြားမိကြမှာပေါ့တိမ့်စိန်လက်ထက်ရေရယာနောက်ထပ်လဲ2017ဦးသိန်းစိန်လွှတ်တော်ပထမဆုံးစတဲ့နေ့မှာစတင်တည်လိုက်တဲ့နေပြည်တော်မင်းဝင်တောင်ဆန္ဒမှုနီကျောင်းတိုက်အတွင်က အာနာဒီစေပလင်မြဲစေယာရူတိုးစေလွတ်တော်မြဲစေရန်ဝေးရန်ပဲရန်နိုင်ရန်ရှင်ဝင်းဝင်းဆိုပြီးဇေဒီလေးတွေများစွာနဲ့လော့ကီအစီရင်ရရတွေနဲ့ထူးဆစ်ထားတဲ့ကျောက်စင်းတို့ညာတင်ကုတ်ရုပ်ွားတော့တရကိုစုဆိုရဲတော်တော်လေးကိုတည်တာပါတယ်။အဲ့ဒီထဲကလက်လိန်ရှိုးထားတဲ့ပုံစံတွေမျက်နှာတော်တွေကအဆဒီဘက်ကအန်အေဒီခေတ်ကြမှာ Facebook တွေကတဆင့်လူတင်များလာပြီး 2020 NLD အစိုးရလက်ထက်ကျမှပြန်ပြီးပြင်ထားလိုက်ရတာကိုလည်းသတိပြုမိကြမယ်ထင်ပါတယ်။အောင်ကြည်ရတရားတန်းရွှေက ခေအဆက်ဆက်ကနိုင်ငံတကာ UN pressure တွေနဲ့နိုင်ငံရေးတံပိုးတစ်ခုခုတက်လာပြီဆိုရင်ဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတချို့အလွတ်ပြတာ နေအကြဲကျုပ်ရှုပ်ထားတဲ့ဘောင်ဆန်းစုကြည်နဲ့တွားရောက်တွေ့ဆုံတာတခုခုပြုပြင်ပြောင်းလဲတော့မဲ့ပုံစံအသေးအသေးတွေကိုဖန်တီးပြပြီးအဖက်ဖက်ရဲ့ဖီအားတွေကိုရော့အောင်လုပ်တက်ကြတယ်။2000ရွှေဝါရောင်တော်လန်ရေးဖြစ်ပြီးတော့မြမနိုင်ငံရဲ့တော်လန်ရေးအရှင်ကတဖန်မြင့်တက်လာခဲ့ပါတယ်။အဲ့ဒါကိုတီးတော့ထုံးစံအတိုင်းဘောင်ဆန်းစုကြည်ထံကိုဥအောင်ကြီးဆိုတဲ့စစ်ဘိုတယောက်ကိုလွှတ်ပြီးတွေ့ဆုံညှိနှိုင်းနေဆိုတဲ့အထာတစ်ခုလုပ်ပြခဲ့ပါတယ်။ တကယ်ကဘာမှမဟုတ်ပါဘူးအောင်ကြီးစွကြည်ရတရားပါ နေဝင်းခေတုံးကမန္တလေးမှာကန်တလူဆရာသင်းဆိုတဲ့နတ်ခပေတင်ဆရာနေဝင်းခေတုံးကမန္တလေးမှာကန်တလူဆရာသင်းဆိုတဲ့နတ်ခပေဒဆရာတယောက်ရှိတယ်နေဝင်းကမန္တလေးကိုရောက်တိုင်းအဲ့ဒီဆရာကိုမန္တလေးမြို့ကရွှေကြီးမြင့်ဖျားမှာခေါ်ခေါ်တွေ့နေကြတယ် နောက်ယာရုမြဲဖို့အသက်ရှည်ဖို့တွေအတွက်လဲအဲ့ဒီဆရာကအမြဲရေရရာတွေဓာတ်ရိုက်တက်စင်တွေလှုပ်လှုပ်ပေးရတယ်။နောက်88ရေတော်ပုံတွေ ဖြစ်လာတော့ကန်တလူဆရာသင်းကဖြစ်တော့မယ်ရေရရာရှည်လို့မရတော့ဘူးလို့ပြောတဲ့အတွက်ဆရာသင်းကို မန္တလေးနန်းတွင်းထောင်ထဲကိုထည့်လိုက်တယ်။နောက်တော့ဝေရဆရာမြိုင်ဆိုတဲ့လူတစ်ယောက်ကိုတုံးလာတယ်။အဲ့ဒီလိုတုံးနေရင်ကနေ တခါကဖျားတဆူတဲဖို့အတွက်အုံမြင်ရှာဖို့လုပ်နေတော့ဝေရဆရာမြိုင်က မင်္ဂလာအချိန်ကြပြီဖြစ်တာကြောင့်အုံမြင်ရှာဖို့အတွက်ဘိုးချုပ်ကြီးခင်ညွန်းဆင်းဖို့အချိန်တန်ပါပြီလို့ပြောလိုက်မိတဲ့အတွက်အဲ့ဒီအချိန်မှာပဲသူ့ကိုဆဲဆိုချိန်မောင်းပြီးအခါတော်ပေးအဖြစ်ကနေထုတ်ပြလိုက်ပါတယ်အေးရုံဖန်းစည်းတာလောက်လာဆိုတာတော့မမှတ်မိတော့ဘူးအဲ့ဒီနောက်မှာတော့ဦးတန်းလာဆိုတဲ့ဆရာတယောက်သူတို့ထပ်ရှာတွေ့သွားတယ် သူကဝေဒအဖွဲမှာလဲပါတယ်ဥတန်းလကို ကိုးကွယ်ကြတယ်သူတို့အထဲမှာစိတ်လွင်ကလည်းဘေးရင်ပညာတတ်တယ်ဥတန်းလကအင်းနဲ့ဝင်းတို့အမှုကိစ္စမှာအခါတော်ပေးတယ်ဆိုပြီးတော့ဥတန်းလကိုလည်းထောင်ရှားပစ်လိုက်တယ်အဲ့ဒါကဒီဘက်ခေတ်ပေါ့နေဝင်းသားသမီးတွေအဖမ်းခံရတဲ့အချိန်ပေါ့ဥတန်းလကထောင်ထဲမှာလည်းအငြိမ်မနေဘူးအင်းစိန်ထောင်ထဲမှာလဲထောင်ထဲကဖျားရီရွှေရှားပါရှားဇေဒီလေးတွေတဲလုံနေတော့ အာနာပိုင်ကမျက်စိနှောက်လို့ထင်နေသူ့ကိုထောင်ပြောင်းပစ်လိုက်တယ်ဘဲထောင်ရောက်သွားလဲမသိတော့ပါဘူးဒီဘက်ခက်မှာလဲတွေ့တယ်မလားဝစီပိတ်ဆရာတော်တို့အပါအဝင်ဆရာတော်တရှိုးကဘီရင်ရေရာတွေလှုပ်ပြီးတဲ့အခါကျတော့မင်းအောင်လိုင်းကဝစီပိတ်ဆရာတော်ကိုကိုးကွယ်ပြီးတရိုက်တဆင်တွေလှုပ်တယ်အခါတွေပြီးတယ်ဒါပေမဲ့သူတို့နားမလည်လိုက်တာကနက္ခတ်ကိုမကြွချင်ဘူးနက္ခတ်သဘောမှာကဖေဗူအာရီတရက်နေ့မတိုင်ခင်မှာစပြီးတော့ မကရရာသီမှာဂျိုးခုနှစ်လုံးပူးသွားတယ်။အဲ့ဒီပူးတဲ့အချိန်မှာအင်ကာဂျိုက မိတ္တရာသီမှာပဲရှိတယ်။ပြည်သူနဲ့ဆိုင်တဲ့စနေဂျိုက တနင်းကနွေတနင်းလာဗုဒ္ဓဖူးတတပရေတောက်ကြာစနေဆိုပြီးတော့မကရရာသီမှာပဲကြံခဲ့တယ်။အဲ့ဒီအချိန်မှာဗီဒီယိုပညာရှင်ဆရာကြီးတယောက်ကမတိမတာနဲ့သူ့ရဲ့ Facebook မှာတင်ထားတာတခုကိုလည်းတွေ့ရတယ်။ အဲ့ဒါကစစ်ဖက်နံဖြစ်တဲ့အင်္ကာကမိတ္တရာတီရောက်နေတယ်။ထိုင်ဆုံးကိုရောက်နေပြီးပြည်သူဖြစ်တဲ့စနေဂျုံနဲ့အတူမရှင်တွဲတဲ့အခါကျတော့မင်းအောင်လိုင်းကအာနာသိန်းသာပြည်သူကိုထိန်းချုပ်လို့မရနိုင်ခဲ့ဘူး။အဲ့ဒါလက်တွေ့ပဲ။ဒါပေမဲ့ဝစီဘိတ်ဖုန်းကြီးကဘလို့တရိုက်တက်စင်ပေးလိုက်လဲမသိဘူး။မင်းအောင်လိုင်းတော့ဒုက္ခရောက်တော့တာပဲ။မင်းအောင်လိုင်းကရာဇပလင်မာသာစောင့်ကြောက်ထိုင်နေတာ။ တနေ့မှလည်းစိတ်မအေးရသလိုဘာကိုမှထိန်းချုပ်လို့မရနိုင်ခဲ့ဘူး1962年ကလည်းအဲ့ဒီလို မကာရရာသီမှာ အခုလိုဂျိုကြီးရှင်လုံးပူခဲ့တယ်အဲ့ဒီတော့အဲ့ဒီအချိန်ကကျင်းမနာကဘေးဒင်းဆရာကြီးဦးတန်းမောင်ကဥနုကို55ရဲ့ဘဝပြောင်းပါတယ်ဆိုလိုတာက ဖုံးကြီးဝတ်ထိုင်းတာပေါ့ဒါပေမဲ့ဥနုကဘာသာရေးကလွဲရင်ဘာကိုမှမယုံဘူးဆိုပြီးညင်းပယ်လိုက်တော့ မတ်လ၂ရက်နေ့မှာအာနာအသိမ်းခံလိုက်ရတယ်။အခုလဲမင်းအောင်လိုင်ကအခုလိုမကရရာတီဂျိုးတွေပူးလာတဲ့အချိန်မှာသူက45ရက်ကိုစောင့်ပြီးတခုခုလုပ်ရမှာ။နေဝင်းတုံးကတော့လဲတယ်။ဖေဖော်ဝါရီလ၁ရက်နေ့မှာပူးတော့မတ်လ၂ရက်နေ့မှာအာနာကောက်သိမ်းပြလိုက်တာ။မင်းအောင်လိုင်းဖေဖော်ဝါရီ2ရက်မှာပူးတယ်ပူးတာနဲ့ကိုကောက်သိမ်းပြလိုက်တော့ သူကခရီးဆုံးတဲ့အချိန်အထိသူဒုက္ခရောက်မှာပဲဘေးရင်တို့ရတရာတို့တရိုက်တက်ဆင်တို့ဆိုတာကနက်ခတ်လောက်မသေးကြဘူးအခုလဲသူကိုးကွယ်နေတဲ့သူတွေက သူ့ကိုအခါပေးမှားသွားတယ်မြေအောင်လိုက်ဘယ်တော့မှလူမွေးမပြောင်းနိုင်ဘူးနောက်ဆုံးနေဝင်းနေဝင်ကျဲသူ့အတုပမှာလူလေးငါ၆ယောက်လောက်နဲ့တိတ်တဆိတ်အတုပရှားရတလိုမျိုး မင်းအောင်လိုင်းလဲအဲ့ဒီအတိုင်းဏီကုံရှုပ်လိမ့်မယ်လို့ကျင်းတည်ပြောလို့ရတယ်လို့နတ်ခပညာရှင်တယောက်ကပြောပါတယ်မင်းအောင်လိုင်းရဲ့ရတရားများလက်တလောအာနာသိမ့်မင်းအောင်လိုင်းကလက်တွင်ရှိထားတဲ့လက်ဖွဲ့ကြိုးတချောင်းရှိနောင်ထားသည့်မြင်ကွင်းကိုကြည့်ုံနဲ့သူလဲဘလောက်တောင် အဆောင်ရတရားတွေရဲ့ကြေးကျုံဖြစ်နေတယ်လဲဆိုတာကို တွေ့ရမှာပါ အာနာသိမ့်ပြီးနောက်ငိမ့်ချန်းစွာဆန္နာပြသခဲ့ကြတဲ့လူငယ်တွေကို တနက်နက်ရရဆက်ဆက်ပြစ်ခတ်နေချိန်တုန်းကလည်းမှတ်မိကြမှာပါသူတို့ဘက်ကထွက်လာတဲ့အတန်တသက်ဟာခစ်ကိုပြောင်းချင်ရင်ခေါင်းကိုပြစ်ဆိုတဲ့ကက်ကင်းဆက်ဆက်စကရက်ကလူမှုအကြပြန်နှံ့ခဲ့တယ်လို့လက်တွေ့တွင်လည်းစာနာပြသူများရဲ့ဥကောင်းတွေကိုသာချက်ရွယ်ပြစ်ခတ်တပ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြတာအားလုံးအမြင်အတွေ့ပါပဲသူအာနာသိမ့်ပြီးဖေဖော်ဝါရီလထဲမှာပဲမကွေးတိုင်းမင်းဘူးမျိုးနဲ့73မိုင်ခန့်ဝေးတဲ့ ဝိဖြူမျိုးနဲ့တတပရောင်ရွာငယ်လေးမှာတတပရောင်ဖရာကိုစัจ java ပရောင်ဖရာလို့သမုတ်ပြီးထီအသည့်တင်မီရရရှိတာအောင်မြင်အဖြစ် ထိုးစီဒီပရဝံအတွင်းမှာ ပလင်ခံထားသည့်အင်းကွက်နဂါဟင်းသာမနုဿေဟစင်စားသည့်အယုတ်တွေထည့်ထားတယ်ဝစီဘိတ်ဆရာတော်နဲ့အတူထီလို့မင်းလို့ဖရာကိုထီတင်ကြတာရွှေဘုံမျိုးအောင်မြင်ဖရာတို့သွားပြီးအောင်မြင်နင်းခဲ့တာ ဘုံမှုပိုကျုပ်ကတော်တွေကိုနေကြပုံပါတဲ့အင်ဂျီထမိန်ဝက်ဆက်တွေရှုပ်ဝေခိုင်းတာရှွန်မီတောင်ငကပွက်တောင်ကိုသွားပြီးနွားနိုးတိုက်တာ တနိုင်ကလုံးမှာငကယုံဖျားတွေ လိုက်တဲနေပါတယ်။2020ရွေးကောက်ပွဲမတိုင်မီကမြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့ဇေဒီတွေဖျားတချို့ကို ရှိပြီးသားထီးတွေရှာပြီးစက်တီထီးတွေလိုက်တင်တာဆတဲ့ဇေဒီယာကကင်းရဲ့အဆိုးတွေဗီဒီအကြမ်းမြင်တွေရဲ့အမိန်တိုင်းလိုက်လုံနေရင် ဘာမှမလုပ်ရတာမရှိဘူးလို့တရားဝင်ထုတ်ဖော်ပြောပြီးလှုပ်ရှင်ရာကိုလှုပ်ရင်းတိုင်းပြည်ကတဖြည်းဖြည်းနဲ့လုံပါပါလာကမင်းရောင်လိုင်းအစုအဖွဲ့လေးတပွဲအတွက်ရှင်တန်ဖို့အားလုံးကစည်ပေးနေရတဲ့အရှိန်တွေကိုရောက်နေတာကိုဝမ်းနည်းစွာတွေ့နေရပါပြီ။အာနာရှင်နေဝင်းဟာမဟာဝိဇယစီရီတော်ကိုတည်တယ်လို့တန်းရွှေကလည်းအင်းစိန်ကြောက်တော်ကြီးဖျားနေပြည်တော်ဥပါဒတန်ဒီစားတဲ့ဇီဒီတော်တွေကိုတည်ခဲ့ပြီး စစ်ထောက်လာရဲ့ခင်ညွန့်ကလည်းဦးတန်းရွှေနဲ့အတူရွှေတကုံထီတော်တည်တင်တာဘကန်ကဓမ္မရာဇာစီတီထီတင်တာဆွေတော်ဖျားတဲတာနဲ့တခြားစီတီတော်တော်များများကိုထီတော်တင်တာမုံမန္တာတွေပြုလုပ်ခဲ့ကြပြီးမင်းအောင်လိုင်ကထီလို့မင်းလို့ဖျားနဲ့တတပရောင်ဖျားတွေအပြင်ကဘာမှာညံတော်အမြင့်ဆုံးထိုင်တော်မူမာယာဝိဇ္ဇယဗုဒ္ဓရုပ်ပွားတော်ကျောက်စစ်စင်းနုတော်ကြီးတစုကိုလည်းနေပြီးတော့တခိနာတီတီမြို့နယ်မှာတည်ဆောက်နေကား လူတွေတက်ခဲ့သမျှအဖြစ်တွေအတွက်ဖျက်ကူးရေတရာတွေရှိနေကြပါတယ်။